အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ6ရက်အင်္ဂါနေ့နေ့တင်စီရေသတင်းသုံးသပ်ချက်များကိုဖတ်ကြားပြပြပေးတော့မှာဖြစ်ပါတယ်ကျဲဥရောလို့ခေါ်တဲ့နေဝင်းဒီတိုင်းစစ်ဌာနချုပ်ဒီမှာပြန်အခြေစိုက်မလဲ2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MNDA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ရရှိခဲ့တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာယခုနှစ်ဧပြီလ22ရက်နေ့မှာ အလံလွတ်ပြီးရင်နားလိုက်ကုတ်ချောင်းကုတ်ချောင်းနဲ့လာရှိုးမြို့ထဲကိုပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အစောပိုင်းသတင်းတွေအရတိုင်းစစ်ဌာနချုပ်ကိုလာရှိုးမှာရုံးမဆိုင်တော့ပဲအခြားတနေရာကိုပြောင်းရွှေ့အခြေပြုတ်မယ်ဆိုတာမျိုးထပ်ပေါ်လာတာတွေ့ရှိပါတယ်။လက်ရှိအနေထားအရချင်းမြောက်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာနောက်ဆုံးလက်အောက်ခံတပ်တွေအခြေပြုတ်နေတာကလာရှိုးမိုင်းရဲတန်ရန်တောင်းခမ်းနဲ့မန်တပ်စီစစ်ဆဲလို့သာရှိတော့တာဖြစ်ပါတယ်။ဒီလိုဆိုပါရင်ဒီနေရာမှာအခြေစိုက်ပါမိတယ်။ တောင်းခမ်းတဲ့မန်တပ်ဖယ်လိုက်ပါလေမိုင်းရဲ့တန်ရန်တာကြံတော့တာဖြစ်ပါတယ်။နောက်ပြီးတော့ဆိုပါမျိုးတွေဟာအရှိလေပိုင်းတိုင်းစစ်တာနာချုပ်နေမြေတဲ့နီကဆိုတာတည်ရှိနေတာဖြစ်ပါတယ်။အလဲပိုင်းတိုင်းစစ်တာနာချုပ်တည်ရှိရာမန္တလေးနဲ့သခိုင်းဟာနီကဆိုတာတည်ရှိနေတာမို့အနောက်မြောက်တိုင်းစစ်တာနာချုပ်ကိုမုံရွာမှာအခြေစိုက်ထားတာဖြစ်ပါတယ်။စီးရဲတော်ရကွန်မန်းစင်တာတွေကိုနီကဆိုတာထားလို့မရှိပါဘူး။နောက်တစ်ချက်ကလာရှိုးဟာတရုတ်နဲ့နယ်စပ်ကုန်သွယ်ရေး ။ဒါကြောင့်မော်ကချက်ချာကြတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ကျဲဥရောဌာနချုပ်ဟာမူလဘူဒလာရှုံးမှာပဲပြန်လဲအခြေစိုက်မှာဖြစ်ပါတယ်။လာရှုံးမျိုးသိမ်းတိုက်ပွဲကိုတစ်ချက်ပြန်စမ်းစစ်ကြည့်ရမယ်ဆိုရင်မျိုးသိမ်းတိုက်ပွဲဟာတကယ်တမ်းတိုက်စစ်ဆင်တဲ့ရဲတိကြဆိုရင်တလားလောက်သာရှိခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။တိုင်းစစ်ဌာနချုပ်အပါအဝင်လက်အောက်ခံတိုင်းရင်းဌာနချုပ်ပေါင်း22တပ်ရှိတာတောင်ရပ်ပေါင်း30လောက်တွင် အလုံးစုံသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လာရှုံမျိုးသိမ့်တိုက်ပွဲဟာစီမံချက်ကောင်းကောင်းနဲ့အသေးစိတ်စီမံချက်ရေးဆွဲပြီးတိုက်ခတ်ပုံရသလိုစစ်ကောင်စီဘက်ကလည်းတကယ်မတိုက်တော့ပါဘူးဆိုပြီးတက်ဆတ်ထားခဲ့ပုံရပြီးနောက်ဆုံးဆာလာရဲ့အလုံးပေါင်းများစွာနဲ့ကတော်ကမျိုးခံစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်။လာရှုံကိုမတိုက်ခင်ကိုကန့်တွေဟာရပ်ဝတ်တွေနဲ့ပုံဖြတ်ဝင်ရောက်တက်ဖြန့်ထားပြီးဖြစ်ပါတယ်။တကယ်တမ်းမျိုးကိုတိုက်ခတ်ခဲ့တဲ့အခါမှာလဲချင်းရဲလမ်းတွေလမ်းမတွေကိုရှောင်ကွင်းထားခဲ့ပြီး ညီထိုးဆက်ညီတူးဆက်ရန်ရရတွေနဲ့တချောင်းလုံးလမ်းတွေဖောက်လို့ပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တလားအတိသာတိုက်စစ်ဆင်ပြီးရခဲ့ပေမဲ့တရုတ်နိုင်ငံရဲ့တဖက်သက်ဖီးယားနဲ့အကြမ်းဖက်စစ်တပ်ဟာကျေးဥကျော်ဌာနချုပ်ကိုလာရှုံမြို့မှာပြန်လည်တိဆောက်နေပြီဖြစ်ပါတယ်။မန္တလေးတိုင်းတရားဥပဒေစိတ်ပတ်ဝန်းကျင်ကမြင်းကလေးအကွဲတောင်းတွေကိုငလင်းလေးလာရေးအဖွဲ့တွေဟိုတော့သွားရောက်စစ်ဆေးလို့မရပဲကန့်သက်နေပြီဆိုပြီးလုံခြုံရေးတိုးမြင့်ထားပါတယ်။လေစိတ်ကြီး ။ညီကြီးတဲ့ကိုကျုံဝင်သွားပါစေလို့ဆုတောင်းကြတာပေါ့ဗျာ။တပည့်ချင်းမျိုးနဲ့တွင်းငယ်ဝင်းကျင်မှာစမန်